ဒီနေ့ခိုင်ယူမဲ့နှုတ်ကပတော်ရဲ့ခေါင်းစဉ်ကတော့စောင့်ရသည့်ည a night of watching usually ကျွန်တော်တို့ midnight service ဆိုပြီးတော့နှစ်ကူးတဲ့အချိန်မှာကျွန်တော်တို့ညကိုစောင့်လို့ရှိတယ်စင်ကူမှာတော့ညတိုင်းနှစ်တစ်ကူးလို့ပဲ12နာရီမထိုးမချင်းအိတ်လို့မရတဲ့ပုံစံနဲ့ဟိုဟာလေးလှုပ်လိုက်ဒီဟာလေးလှုပ်လိုက်ဖုန်းလေးကြည်လိုက်เนาะဆူတောင်းကြမ်းစမ်းဖတ်ပြီးအားလုံးပြီးပြီဆိုတဲ့ခါအေးစေဒါ me time ခလာလေး rest ပြီးတော့တနေ့လုံးဖြစ်တဲ့အချိန်စဉ်းစားကြည့်လိုက်တော့12နာရီထိုးသွားအောင် ဆိုတော့ကျွန်တော်မြန်မာပြည်မှာ12နှစ်ရောတနှစ်တစ်ခါပဲစောင့်တာစင်ကာပူမှာညတိုင်းစောင့်နေကြတဲ့ဖွဲ့တွေဖြစ်တတ်တယ်အချိန်နည်းနည်းလေးကမကွာဖြစ်တာလည်းပါတယ်တော့ အနိုင်တော့ watching ဒါပေမဲ့မတူသေးတာကတော့နှစ်တစ်ကူညမှာစောင့်တာကတော့ပို့ပြီးတော့အဲဒီနောက်တစ်နှစ်အတွက်စိတ်လုံရှားဆိုတာကျွန်တော်တို့ဘုရားထဲမှာတင်လုံးသားပြင်ဆင်ပြီးတော့စောင့်ဆိုင်ခဲ့ကြတဲ့နေ့ရက်ကာလတွေအများကြီးရှိတယ်အာမင်အဲကျွန်တော်နဲ့မတိပင်းဖွဲ့ရဆိုရင်တော့40မကဖျက်တမ်းပြီးသွားပြီပေါ့နော်ကျွန်တော်တို့နှစ်တစ်ကူညတယ်ဆိုတော့အခုဘာလို့လို့နဲ့ကျွန်တော်တို့နှစ်ဝက်ကျော်သွားပြီနှစ်တစ်ကူညမကြခင်ရောက်လာတော့မှအဲ့လောက်မြန်လာတော့ခစ်ကြီးရဆိုတော့ဘုရားထဲမှာခိုးလုံဖို့တိတ်ကောင်းပါတယ်ခိုးလုံဖို့လိုအပ်ပါတယ် a night of watching စောင့်ရတဲ့ညထမင် ကျန်ခန်းကြီး14ငယ်40နှစ်မှာအေဂုတ်တုပြည်မှာနှုတ်ဆောင်တော်မူသောအတွက်ကြောင့်ထိုနေညကိုအထူးသဖြင့်ထာဝရဘုရား၌စောင့်စီရာကောင်း၏။ဤသူလမျိုးသားတို့၏အမျိုးစဉ်အဆက်မပြတ်စောင့်ရသောထာဝရဘုရား၏ညကဤသည်ညပေသည်။အဲ့ဒီညကိုစောင့်တယ်လို့နော် waiting wait upon လို့လည်းပြောလို့ရတယ်။ဒါပေမဲ့ဒီဟာကို watch out လုပ်တယ်။ now watch လုပ်တယ်ဆိုတဲ့အခါမှာဒီဟာကိုအလေးထားပြီးတော့စောင့်ရှောက်တာကိုလည်းပြောတယ်။ so အဲ့ညတညရှိခဲ့တယ်။ဣတရီလာလူမျိုးတွေအတွက်အရေးကြီးတဲ့ညအဲ့ဒီညကတော့နေပေါင်း430ကျွန်းခန့်ရာကနေထွက်ခွာတဲ့ညအဲ့ဒီညဖြစ်တယ်။ ်ဒီနေ့ဒီညမှာဘုရားနာမနဲ့ကျွန်တော်ဝန်ခံပါမယ်ဒီမှာကျွန်တော်တို့ဒီစာတန်ကအမြဲတမ်းကျွန်တော်တို့ကိုလောကထဲမှာရှိနေသေးတဲ့အတွက်ဒုက္ခဆင်းရဲတွေနဲ့စုံစမ်းခြင်းတွေကျွန်တော်တို့ဖိနှိပ်ထားတယ်ဒါပေမဲ့ဘုရားကတင့်ကိုထွက်လာစေတယ်ဟာလေလုယာတင့်ကိုပေါ်ထွက်လာစေတယ်အာမင်တင့်ကိုမိတဲ့ကနေလကောင်ရေတဲ့ကနေကယ်တော့သောဘုရားခင်ဖြစ်တယ်ညော်နဲ့အောင်မရဘဲနဲ့ရှာတဲ့မေရှာအဘင်းတွေကတော့ကမိတဲ့ကထွက်လာသလိုပဲဒီနေ့စုံစမ်းခြင်းတွေကထွက်လာတဲ့ခါမှာတကားမှမပြစ်မှားဘူးတော့သူကဲ့သို့အပြစ်နဲ့တင့်ကိုအရှင်းနဲ့တော့ဝေးကွာစေတယ်ကပလာလုံးနှိတော့လဲမိုးပွင့်လို့ဖြူစင်းစေတယ်တင့်ကိုကြုံဘဝ ကနေဘလို့ပဲတင့်ကိုချုံနှောင်ထားပါစေတင့်ထွက်ခွာတော့ညမှာတော့လုံးဝလွတ်မြောက်သွားတာဖြစ်တယ်ဟာလေလုယာဘာမှတင့်ကိုနောက်ထပ်နောက်ဆက်တွဲနော်တွဲထားလို့မရတော့ပဲအပြစ်တရားကဆုတေသွားပြီတင်ဟာဖြောင့်မတ်တော်သူဖြစ်ထွက်ခွာလာမှာဖြစ်ပါတယ်အဲ့ဒီညလောက်ကောင်းမြတ်တဲ့ညကဘယ်ညရှိမှာလဲအာမင်လက်ခုပ်တည်းဖျောက်ချီးမွမ်းရအောင်ဆိုတော့သူတို့အဲ့ဒီညကိုမျောနေတာ generation after generation သူတို့စောင့်မျောနေတာငါတို့ဘယ်တော့ဂျုံဘွားလွတ်မလဲ သူတို့ရဲ့ကြုံဘဝကတော့အခုတို့ကျွန်တော်တို့ဝင်ထမ်းမဟုတ်ဘူးသူတို့လာစားမရဘူးသူနေစီယာနဲ့သမင်းစားကြုံခံပဲသမင်းကျွေးတာကျွေးတလောက်စားရတယ်လာစားဆိုတာမရှိဘူးခွင့်ရဆိုတာမရှိဘူး off day ဆိုတာမရှိဘူးအဖေအမွေတာကကြုံတာကမွေးမြေးကကြုံမြေးကမွေးမြေးကကြုံအားလုံးက automatic ကြုံဖြစ်နေတာအဲ့ဒီတည်းကနေယုံထွက်ဖို့ဆိုတာယေရှုအဖင်ပဲတနည်းအားဖြင့်ပတ်တခါတိုးတငယ်အဖင်ပဲတနည်းအားဖြင့်အတွေ့အုံချင်းအဖင်ပဲသူတို့ထွက်ခွာလာရတာဖြစ်တယ် ကိုရောရဲ့ကဲလွတ်ခြင်းကြောင့်မျိုးရိုးစင်ဆက်တင့်မျိုးနွယ်ထဲမှာအိမ်ထောင်ပြိုကွဲခဲ့မှုရယ်ဆိုရင်ဒီနေ့ထိုနေရာအားလုံးကယေရှုအားဖြင့်ဖျက်တောက်ပြီးသားဖြစ်တယ်ဟာလေလုယာတင့်ရဲ့မျိုးရိုးထဲမှာမိဘမိုးမိုးဝေးတွေကအသေးစောတယ်လို့တင်ထင်တယ်ဆိုရင်အဲ့တုန်းကစာတန်တိုက်ခိုက်ခဲ့တာတွေကျွန်တော်တို့ထားခဲ့တော့အခုချိန်မှာတင်ဟာအသက်ရှည်သောမျိုးနွယ်ဖြစ်တယ်ဟာလေလုယာယေရှုနာမဖြင့်တင်ဟာကျမ်းမာသောမျိုးနွယ်ဖြစ်တယ်တင်ဟာယေရှုအားဖြင့်ကျမ်းမာသောမျိုးနွယ်ဖြစ်တယ်အသက်ရှည်သောမျိုးနွယ်ဖြစ်တယ်ကောင်းစားသောမျိုးနွယ်ဖြစ်တယ်ဟာလေလုယာမက်ဒီကယ်ဘိုင်းမှာဆိုလို့ရှိရင်တခုခုဆိုရင်တို့ကချက်ချင်းပဲမျိုးရိုး ထဲမှာယောဂရှိဘူးတလားကောက်မယ်ဆိုရင်တော့မျိုးရိုးဘိုးဘေးပြီးအကုန်ကြည့်နော်မရှိတဲ့လူရှိမှာမဟုတ်တော့ယောဂလောကမှာယောဂတွေရရှိနေတာပဲဒါပေမဲ့မျိုးရိုးကတည်ဆောင်တဲ့ကြင်ချင်းအားလုံးကိုယေရှုက ဖြတ်တောက်ခဲ့တာဖြစ်တယ်နှစ်ပေါင်း၄၃၀လုံးလုံးကျွန်းတပေါက်အရာမှာမွေးကလေးကကျွန်းဘာမှမလုပ်တတ်တဲ့ကျွန်းအဲ့တော့ကျွန်တော်တို့အားလုံးအပြစ်တရားကြေကျွန်းထဲမှာရောက်နေတဲ့အချိန်မှာကျွန်တော်တို့ကိုလွတ်မြောက်စေတဲ့ညတညရှိတယ်အဲ့ဒီညဟာတိတ်ထူချားတဲ့ညဖြစ်တယ် ်ထာဝရဘုရားကတဲ့အဂုတ်ပြည်၌မောရှိနဲ့အာရုန်တို့ကိုမိန့်တော်မူဒီကဤလသည်တင်တို့၌လဦးဒီဟုသောနှစ်စဉ်တွင်ပထမလဖြစ်ရမည်ဂျူးတွေရဲ့ကလန်ဒါအချိန်ချင်းပြောင်းလဲခဲ့တယ်ဆိုတာကျွန်တော်တို့ကျမ်းတပ်ပုဂ္ဂိုလ်တွေလေ့လာချက်တွေဖတ်ရှုမယ်ဆိုရင်လည်းသိနိုင်ပါတယ်ဆိုတော့ဒီနေရာမှာလည်းတစ်ဖက်ကလန်ဒါကိုအစ်စ် refresh လုပ်ပြလိုက်တာအဲ့ဒီပတ္တခါညကျင်းပတဲ့နေ့ကနေစပြီးနောက်နေ့မိုးလင်းတဲ့အဲ့ဒါနှစ်တကူတို့တွေ့ကဘယ်နေ့ဘယ်လဆိုတာမေးလိုက်တော့အဲ့ဒါ ဩဂတ်စ်လဝင်းကျင်လောက်ဖြစ်နိုင်တယ်လို့တို့သတ်မှတ်တယ်ဒါပေမဲ့ကိစ္စမရှိဘူးအဲ့ချေကတို့တို့နှစ်တကူပဲရည်စရာတစ်ခုနေနဲ့နော်ချင်းတော်ကတောင်ပေါ်ရွာလေးတွေ့ရမှာလူကရှိစုမဲ့စုတိတ်မမြအောင်အင်ချေကအမျိုးသားတွေအားလုံးကအဲ့ချေမှာတို့ကဒီအောက်ပြီးအောက်မှာဒါအဲ့တုန်းကတမတော်မှာပါဝင်ကြတာပေါ့အကုန်လုံးဆိုတော့အကုန်လုံးကခွင့်နဲ့ပြန်လာတော့အုပ်စုလိုက်ကြီးအကုန်လုံးပြန်ရောက်လာတော့အော်တိုဘာလာပဲရှိသေးတယ်ပါစတာအရန် excite ပြီးတော့မှလူစုံတော့ Christmas လုပ်လိုက်ရအောင် ။အဲ့ဆိုဒီလူတွေပြန်သွားရင်ဟာတာတာကြံခဲ့မှာဆိုတော့အာအဝေးရလာတဲ့လူတွေဒီလောက်လူစုံနေငါတို့ရွာခရစ်စမတ်ချထားလိုက်မယ်ကွာအော်တိုဘာလာမှာခရစ်စမတ်လုပ်ပြလိုက်တယ်။ကြိုပြီးတော့ဝက်ဒီဘာတွေပေါ်ပြီးတော့မှချပြလိုက်တယ်။ဂျေဆုတော်ချီးမွမ်းပွဲခရစ်စမတ်ကိုတုံးလာရွှေ့ပြလိုက်တယ်။ဒီနေရာမှာဖိယားခင်ကဒီနေ့ညထွက်ခွာရမယ်ဆိုတဲ့အခါမှာရှေးတုန်းကအခုငါတို့အခုဘယ်လားရှိညာလားရှိပြီးအာပြောနေရင်ပြောနေနေပဲအဲ့ဒါတွေအားလုံး don't care အခုချိန်ကနှစ်တစ်ဖြစ်တယ် hallelujah နေ့ရက်တိုင်းဟာသာဝရဖျားစီရင်တော့နေ့ရက်ဖြစ်တယ်ငါတို့ဝမ်းမြောက်မယ်လို့ပြောနိုင်တာကအဲ့ဒီပတ်တခါတိုးတဲ့ငယ်ဖြစ်တဲ့ယေရှုအသေးခံခဲ့လို့ဖြစ်တယ်ယေရှုက ရွေးနှုတ်ခဲ့လို့ဖြစ်တယ်အာမင် ဆိုတော့အဲ့ဒီသူတို့ရောက်နေတဲ့အချိန်မှာယုတ်တည့်ကြီးထောက်တော်ဆရာကမောရှင်နဲ့အာရုံပြောတယ်မင်းလူတွေပြောလိုက်ဒီလပထမလပဲကျွန်တော်တို့ခရစ်တက်ဂရင်းနဲ့ပြောမယ်ဆိုရင်နှစ်လယ်လောက်ဖြစ်နေပြီပဲဒါဇန်နဝါရီလတတ်မှတ်လိုက်ပြီလိုက်ဘာလို့ဆိုတော့ကျွန်ဘွားကနေထွက်မြောက်တော့မှာဖြစ်တယ်လွမြောက်တော့မှာဖြစ်တယ်ဟာလေလုယာနေ့ရက်တိုင်းနှစ်တကူတော်သူများဖြစ်ဖို့ဖျာရှင်ကောင်းကြီးပေးပါစေအင်းနေ့ရက်တိုင်းမှာဂျေဇုတော်ကိူနာတော်ကလုံလောက်လက်ရှိတယ်အာမင်အဲ့ဒီလကပထမလပဲတဲ့ပြီးရော ပြီးတော့သင်တို့ဒီရဲ့အစ္စလာမ်မျိုးသားပြိတ္တတွေကိုမာရမယ့်အရာကတော့ဤလ10ရက်နေ့မှာတဲ့နော်သင်တို့ရှိသမျှဒီမိမိအိမ်ထောင်အတီးတီးတိမ်ထောင်နဲ့တိုးတငယ်တကောင်စီယူရမယ်ဖခင်ကအိမ်ထောင်မိသားစုကိုတိတ်တံမိုးထားတယ် ်အိမ်ထောင်တီးတီးအိမ်ထောင်တီးတီးကိုမာနမဝေငှားတဲ့အချိန်မှာလဲအိမ်ထောင်လိုက်အိမ်ထောင်လိုက်ကိုလောက်မဲ့ပမာဏတိုင်းကောက်ယူကြပါလို့ပြောတယ်တမန်တော်ဝုဒ္ဓထဲမှာလဲတင်းယုံကြည်လင်တင်းနဲ့တင်းအိမ်သူအိမ်သားတောင်းကြတဲ့ခြင်းရောက်မယ်တဲ့ရှင်ပေါ်လူကထောင်မှုကြီးကိုပြောခဲ့တယ်ဒီနေ့ဖခင်ကတင်းအိမ်ထောင်ကိုတန်ဖိုးထားဟာလေလုယာအိမ်ထောင်ရှင်များတင်းအဝေးရောက်နေပြီမဲ့တင်းအိမ်ထောင်ကိုတန်ဖိုးထားပါဖခင်ခင်အဲ့မှာတိဆောက်ထားတဲ့အိမ်ထောင်လူမကွဲကွာပါစေနဲ့အာမင် ဆိုတော့အိမ်ထောင်တီးတီးကတဲ့တိုးတငယ်တကောင်စီယူရမယ်အိမ်ထောင်ငယ်ရင်ငယ်တလောက်ကြီးရင်ကြီးတလောက်ပေါ့ရေးတွက်ပြီးတော့တိုးတွေကိုယူပြီးတဲ့ခါမှာတိုးတငယ်ဖြစ်စေစိတ်တငယ်ဖြစ်စေယူတဲ့အကောင်ကိုအပြစ်မပါအခါမလဲတော့အထီးဖြစ်ရမယ်ဆိုတော့ဒါကဘာကိုဆိုလို့လဲဆိုတော့ကျွန်တော်တို့ကျန်းစာကြောင်းမဟုတ်တဲ့အတွက်အသေးစိတ်တော့ကျွန်တော်တို့မတော်တာဒါပေမဲ့ကျွန်တော်တို့ဓမ္မဟောင်းကာလဟာဓမ္မတိကိုအမြဲတမ်းသူကပေါ်ကျူးနေတာကျန်တဲ့ပုဂ္ဂိုလ်တွေကဒါကိုဘယ်လိုသုံးသပ်လဲဆိုတော့ယေရှုဟာအပြစ်မသိတော့သူ เนาะသူကအပြစ်မသိတော့သူဖြစ်တယ်သူကအပြစ်မပါတော့တိုးတငယ်ဖြစ်တယ်အဲဒါကြောင့်သူကလူလွတ်ဖြစ်တဲ့အိမ်ထောင်မရှိဘူးပြီးတော့သူကအပြစ်ပြောစရာတခုမှမရှိဘူးစုံစမ်းခြင်းအားလုံးရင်ဆိုင်ကျော်လွားခဲ့တယ်ကျော်လွားလားမကျော်လွားလားဆိုတာရင်ဆိုင်မှပဲသိရတယ် ကျွန်တော်တို့ကကတ်တီနေနဲ့ဘာမှမဖြစ်သေးခင်တဲ့တာသားရပဲနည်းနည်းဖြစ်ပြီဆိုရင်ဒေါသကငယ်ထိပ်ပေါက်လာပြီတော့မှအကုန်အရင်ဆိုင်စကလုံးတွေရွေးတော့တွေ့တာနဲ့ကောက်ပေါက်ဆိုတော့ဘာမှမဖြစ်ကြတော့အရင်ပျော်စရာကြီးပဲစုံစမ်းခြင်းဆိုတာကရင်ဆိုင်ရတဲ့အချိန်မှာခက်ခဲတယ်လို့ဖြစ်မဲ့ကြော်လွားတဲ့ခါမှာတော့ရတာသိရှိတယ်ဒီနေ့အားလုံးစုံစမ်းခြင်းကိုကြော်လွားနိုင်တော့ယေရှုအားဖြင့်သင်ဟာအောင်မြင်တော်သူဖြစ်တယ်အာမင် ။တရားတတ်နိုင်တော်သူဖြစ်တယ်။တရားပြည့်စုံတော်သူဖြစ်တယ်။အာမင်။အဲ့ဒီညမှာအားလုံးကကိုအသီးသီးထိုလ14ရက်တိုင်အောင်စောင့်ပြီးတော့ညဦးအချိန်မှာ instruction ကအတိကျလာတယ်။ညဦးချိန်မှာပရိသတ်ပေါင်းတို့ကအဲ့ဒီတိုးတငယ်စိတ်တငယ်ကိုတတ်ရမယ်။အသားကိုစားရတဲ့အိမ်ရဲ့တကထုပ်မှာတကားတိုင်နှစ်ဖက်မှာလောတော့ကောင်းတကထုပ်မှာတော့တော့ကောင်းအသွေးကိုယူပြီးတော့ထိုးရမယ်။အသားကိုမီးနဲ့ကင်ပြီးမှပဲတစည်းမပါတော့မုံနဲ့ခါတော့ဟင်းသီးရွက်နဲ့စားရမယ်။အဲ့ဒီခါမှာအသားစိမ့်ဒီဖြစ်စေရေနဲ့ပြုတ်ဒီဖြစ် စီမစားရအောင်ခေါင်းခြေထောက်အသေးနှလုံးစသည်တို့နဲ့မီးကင်ပြီးမှစားရမယ်နာနဲ့တန်ထူအသားကိုမကျွန်းစေရအနှဲငယ်ကျွန်းလင်မီးနဲ့ရှို့ရမယ်ကျွန်တော်ငယ်ငယ်တုန်းကပွဲတော်မင်္ဂလာနော်ဆက်ကပ်ပြီးပြီဆိုရင်ဒီပေါင်မုံကကိုပဲဆိုစတိုးဆန်ကဝယ်ခဲ့တဲ့ပေါင်မုံကိုညှက်ပြီးတော့ပွဲတော်လောက်တာဖြစ်ကောင်းဖြစ်နိုင်တယ်ဘယ်ဘယ် supplier စီဝယ်တာဖြစ်ကောင်းဖြစ်နိုင်ဒါပေမဲ့ဆက်ကပ်ပြီးပြီဆိုရင်အဲ့ဒါကအတန်ရှင်းတော်ပတ်သက်ရဲ့တိုးတငယ်အသွေးတော်နဲ့အသားတော်ကိုပုံဆောင်တာဖြစ်တဲ့အတွက်ကျွန်တော်အဖေတို့ဆိုလို့ရှိရင်ကလေးတွေမုံပိုလို့ဆိုပြီးဝယ်တာမျိုးတွေလုံးဝမကြိုက်ဘူးအဲ့ဒီပွဲတော်အားလုံးကို တီးတက်ဖယ်ပြီးတော့မှကျွန်တော်တို့ဆိုအရင်တော့ကမုံရောင်မှဆိုရင်ကျွန်တော်တို့မြေထဲမှာမြုပ်တယ်အမိုက်တေချာလေးကျွန်တော်တို့အဲ့ဒါကိုဖယ်ရှားတယ်ကလေးတွေမစော့ခိုင်းဘူး အဲ့လိုလေးလေးစားစားကျွန်တော်တို့ထားရတယ်ပေါ့ဆိုတော့ဒီမှာလဲပို့ခဲ့ရင်တော့သူကမီးနဲ့ရှို့ခိုင်းတာအဲ့လိုမျိုးဘယ်သူစားရမလဲဆိုတော့တဲ့ခါးစီးကိုစီးပြီးကပန်းကိုစီးရမယ်တဲ့ခြေနှင်းကိုစီးရမယ်တောင်ဝေးကိုကင်မယ်အလင်းမြန်စားရမယ်ထာဝရဘုရားရဲ့ပတ်သက်ခါဖြစ်တည်းဂျပန်ခေတ်ကမွေးဖွားလာတဲ့ကျွန်တော်အဖွားတို့အဖိုးတို့ကမြေးတွေကိုအများတန်းပြောတယ်ထမင်းစားရင်တော့အင်းညောင်းအင်းညောင်းမလုံးနဲ့အီစီစီမလုံးနဲ့ဖြည်းဖြည်းလေးမစားမြန်မြန်စားစစ်ဖြည့်မမီပဲနေလိမ့်မယ်တဲ့သူတို့ကစစ်ဖြည့်တဲ့ကာလမှာမွေးဖွားလာတဲ့ခါကျတော့စားရင်တုတ်တုတ်သွားရင်တုတ်တုတ်အလင်းမြောင်သွားနေရတာပေါ့အဲ့ကျွန်တော်တို့ကတော့မဟုတ်ဘူးဟို ာလေးလှုပ်လိုက်ဒီအစာအုပ်လေးဖတ်ပြီးတော့အခုဆိုရင်တော့ဖုန်းလေးကြည့်ပြီးစားကျင်ကြတဲ့ကလေးတွေကနော်မြန်မြန်စားတယ်ဒီနေ့ကျွန်တော်တို့ပြန်ပြီးတော့ကပန်းစီရအောင်ဒီပုံမှန်တိုင်းပဲအာမနဲ့လှုပ်သွားမယ်ဒီတစ်ပတ် off ရမယ်ဒါမှမဟုတ်ဒီ Saturday Sunday ကဒါသွားလှုပ်မယ်ကျွန်တော်တို့မှာ plan တွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ပြန်ပြီးတော့ကပန်းပြန်စီရအောင်နောက်ဆုံးတော့နေ့ရက်ကရောက်လာတော့မှဖြစ်တယ်ကျွန်တော်များများအေးဝင်လို့ဖို့အချိန်ရောက်လာပြီဖြစ်တယ်အာမင်ကျွန်တော်ကောက်လိုင်းတွေကမှဲ့နေပြီရိတ်သိမ်းတဲ့လူနဲနေတယ်လှုပ်သားတွေကအရန်နေနေတာဖြစ်တယ်ဒါကြောင့်စားရင်တုတ်တုတ်တွားရင်တုတ်တုတ်မြန်မြန်လေး သွားဖို့လိုအပ်နေပြီဘလို့စားရမလဲဆိုတော့အလင်းမြန်စားရမယ်ပြောရအလင်းမြန်စားရမယ်ဘာလို့လဲဆိုတော့အဲ့ဒီညမှာအေဂုတုပြည်ကိုငါဒီထုတ်ချင်းခတ်သွား၍အေဂုတုပြည်၌ရှိသောလူတို့၏တာအူးများနဲ့သရိစံတို့ရဲ့တာအူးအပေါင်းတို့ကိုတန်ခတ်၍အေဂုတုပြည်ဖျားတို့ကို တရားစီမယ်ငါဒီထာဝရဖျားဖြစ်၏သူကဒီဖက်ထစ်ကနေဒီဖက်ထစ်ကိုဒီလိုဝိုက်ပောက်လုတ်ပြလိုက်တာအဲ့ဒီအချိန်မှာเนาะမတရားသောသူတွေအားလုံးကတန်ခတ်ခြင်းကိုခံရမယ်တင်းတို့ကတော့ ိုးတငယ်ရဲ့အသွေးကိုသင်တို့အိမ်နေရာမှာတက်တည်အဖြစ်နဲ့တုံလင်းထားပါအဲ့ဒီအသွေးကိုငါမြင်တဲ့အခါမှာသင်တို့ကိုငါလွန်သွားမယ်အာမင်ကျွန်တော်တို့တရားစီရင်မဲ့ဖခင်ကတရားမဲ့သွားတာမဟုတ်ဘူးကျွန်တော်တို့ကအပေးယူလို့တောင်မဟုတ်ဘဲနဲ့အသွေးကိုမြင်တဲ့ခါမှသူကကျွန်တော်တို့ကိုလွတ်ပေးတာဖြစ်တယ်ဟာလေလုယာတို့အသွေးတော်အတွက်လက်ခုပ်တူးရဲ့ချီးမွမ်းရအောင်ဒီလာဒီဖခင်ကိုခိုးလုံခြင်းဖြစ်တယ်ဘလို့ခိုးလုံရမလဲအသွေးတော်အပြင်ခိုးလုံရမှာဖြစ်တယ်အဲ့ဒီအသွေးလို့တုတ်လင်းထားတဲ့ ကျွန်တော်အယုတ်ဆွားဆုံးเนาะဥပမာနဲ့ပြောကြည့်မယ်ဆိုရင်ဘာမှတိတ်ပြီးတော့မှ မစင်းစားတတ်တဲ့ကလေးလေးတယောက်တောင်မှဒါမှမဟုတ်ရှင်ညာရီတိတ် မပြည့်မီတော့သူတယောက်တောင်မှအဲ့ဒီအိမ်ထဲမှာရှိနေရင်တောင်အတွေးကိုမြင်တဲ့အတွက်သူကလွန်သွားတာဖရားကစီရင်ခြင်းကသူ့ကိုလွန်သွားတာဆိုလိုတာကကျွန်တော်တို့ဉာဏ်ရည်ပြည့်မီလုံးလို့ကျွန်တော်တို့က doctrine တွေတည်လုံးလို့ကျမ်းစာတွေတက်လုံးလို့မဟုတ်သေးပဲနဲ့ကျွန်တော်အတွေးတော်ကိုတကယ်ရလဲဆိုရင်လွန်မြောက်တယ်သင်ဆယ်တန်းမအောင်ရင်တောင်မှအတွေးတော်ကိုရလဲဆိုရင်သင်ကလွန်မြောက်တယ် hallelujah သင်ကလူများတွေကသင်ကိုအရင်အထင်မကြီးရလို့ဖြစ်ရင်တောင်မှအတွေးတော်ကိုရလဲဆိုရင်သင်ကအောင်မြင်တော်သူဖြစ်တယ် hallelujah သင်ကကောင်းစားတော်သူဖြစ်တယ်သင်ကအသက်ဘေးကနေလွတ်တော်သူဖြစ်တယ် hallelujah ။ဒါကြောင့်အဲ့ဒီနေ့မှာတော့အသွေးတုပ်လင်းတဲ့အိမ်ကအရေးကြီးသွားပြီ။ဖះပို့ဆောင်တော့မနစ်ကကျတော့အမေရိကန်ကိုမိသားစုသွားတော့ပင်ဆယ်ဗေးနီးယားမှာအဲ့ဒီပြဆက်ယုံကြည်ရှိတယ်။သူတို့က6လတခါသူတို့ပြဆက်ဇလန်းကိုပြောင်းတယ်။တခါတလေသူတို့မောရှေချောင်းပြတယ်တခါလေခရစ်တော်တက်လာစင်တခါလေမှာယောသက်အချောင်းအရန်ကောင်းတယ်။ အာပြက်ဆက်ယုံကြည်မှာဝင်ကြီးကလည်းမနေဥပေးရတယ်အဲ့မှာလူထောင်နဲ့ချီပြီးတော့မှတောက်လျှောက်တရက်ကိုမနေရှိုးလည်းမသိရှိရကျွန်တော်တို့အဝေးကြီး၄နာရီလောက်သွားပြီးတော့ကျွန်တော်သွားကြည့်ရသွားကြည့်ရခါမှာတကယ်ပဲဟာအဲ့ဒီညတုတ်လိမ့်ထားတဲ့ချိန်မှာသူတို့ရဲ့ effect တွေလည်းအရင်ကောင်းတယ်အိမ်တွေအိမ်တွေတောင်ကုန်းတွေသူတို့ရဲ့အကုန်လုံးလှုပ်ထား automation နဲ့လှုပ်ထားတော့အိမ်တွေတောင်းနေမှာထားအဲ့မှာ တို့တုတ်လိန်ထားတဲ့အသွေးတုတ်လိန်ထားတဲ့ပေါ်လာတယ်အဲ့ချိန်မှာဖြက်စီးတဲ့ကောင်းကင်နမန်ကလာတယ်ဟိုးအပေါ်နေကြလာတယ်မှာဝေလုံးဖြူဝေပြီးတော့မှကောင်းကင်နမန်နေရအရင်ဆုံးဝေပြီးတော့မှ smoke smoke တွေနဲ့ foggy ဖြစ်သွားတာအကုန်လုံးအဲ့ချိန်မှာကောင်းကင်နမန်တအိမ်ပြီးတွေ့သွားတဲ့ခါမှာတော်လဲတော်တယ်တို့လှုပ်တတ်တယ်ထိန်ပြီးတယ်တို့သွားတဲ့ခါမှာသွေးမတုတ်ထားတဲ့အိမ်တွေကငိုတန်းနေထွက်လာပြီဒါပေမဲ့အသွေးတုတ်လိန်ထားတဲ့အိမ်ကိုဘရင်ဘောက်ကနေဆိုပြတယ်အထဲမှာတို့ကစားနေတယ်တို့ကအေးဆေးပဲအထဲမှာနော်ကပန်းတွေစီးပြီးတော့တို့မတက်ရပြီးတော့မှစကားတွေပြောပြီးတော့မှသွားဖို့တို့ကဆိုင်ပြင်းနေတယ်ဒီနေ့ အပြင်ပိုင်းမှာကြည့်ရင်တော့မိသားစုတွေအတူတူပဲဖြစ်လိမ့်မယ်။ဒါပေမဲ့အသွေးတုပ်လင်းထားတဲ့အိမ်ထဲမှာတော့လုံခြုံတယ်။ဟာလေလုယာ။တင်မိသားစုအားလုံးလုံခြုံပါမိကြောင့်ယေရှုနာမနဲ့ဆုတောင်းပါရစေ။အာမင်။အဲ့ဒီအသွေးတုပ်လင်းထားတဲ့အိမ်ကိုမြင်တဲ့ခါမှာအဲ့ငါလွန်သွားမယ်။ထို့သောအဲဂရုပြည်ကိုငါတန်ခတ်တဲ့ခါမှာ ဖြစ်စည်းခြင်းဘေးဥပ္ပတ္တိသင်တို့ကိုမသိမရောက်ရဘေးဥပ္ပတ္တိမရှိဘူးမဟုတ်ဘူးနော်ယောဟန်ခန်းကြီး16အငယ်33မှာဆိုရင်ဒီလောကမှာစုံစမ်းခြင်းဒုက္ခကက်ခဲတွေကြုံရမယ်တဲ့ဒါပေမဲ့ငါဒီလောကကိုအောင်ပြီဟာလေလုယာဖြစ်စည်းခြင်းကတော့မလောက်ဘူးလာတယ်ဒါပေမဲ့အသွေးတော်ကကျွန်တော်ကိုကွယ်ကာသွားတာဖြစ်တယ်ဒါကြောင့်တင်းအလုံမှာအသွေးတော်အဖြစ်လုံချုံပါစေမိသားစုမှာအသွေးတော်အဖြစ်လုံချုံပါစေတွားရင်လာရင်အသွေးတော်အဖြစ်လုံချုံပါစေလောက်ကိုင်းတဲ့ကတင်းရဲ့ငွေချေးတွေအသွေးတော်အဖြစ်လုံချုံပါစေဟာလေလုယာလက်ခုပ်တီးလက်တီးပြောပါအာမင် နောက်ဆုံးသောကာလမှာလူတွေကအလုံးမလုတ်ချင်ပဲနဲ့လူများရဲ့ငွေကိုပဲလိမ်လည်ခြင်းနဲ့ scammer ဖွဲ့တွေရှိရနော်ဆိုတော့သူတို့တွေကသင်ရဲ့ OTP တွေတောင်းလို့ရှင်လုံးဝမပေးပါနဲ့သင်ရဲ့ user name တွေတောင်းမပေးပါနဲ့တခါလေကျရင်ကျွန်တော်တို့ Facebook page တွေမှာလည်းသင် page ကဒီ click ကိုနှိပ်ပြီးတော့မှ review မလုပ်ဘူးဆိုရင် page တွေကကုန်သွားမှာနော်အကုန်ကုန်မှာနော်ဆိုဟာ Facebook ကအသက်လို့ တံမိုးထားတဲ့ဖွဲ့တွေကအဲ့မှာမှားသွားပြီ။ click နဲ့လဲတော့ account number ထည့်ဆိုထည့်ပါသွားအကုန်လုံး။ဆိုတော့ကျွန်တော်တို့လိန်နီးမျိုးစုံနဲ့လိန်နေတဲ့ဒီလောကကြီးမှာယေရှုသွေးတော်ကိုခုံလုံဖို့အကောင်းဆုံးဖြစ်ပါတယ်။လက်ကုပ်တီးလက်သွေးတော်မြတ်ကိုခုံလုံကြရအောင်အာမင်။ ဒါကြောင့်အသင်စီကပတ်စံတောင်းပြီဆိုတာနဲ့အသင် account number UV ဆိုတာနဲ့ဖုန်းခေါ်ပြီဆိုတာနဲ့လုံးဝရက်လိုက်ပါเนาะကျွန်တော်တို့ဘယ်ရာမှအလကားမရဘူးဘယ်ရာမှကျွန်တော်တို့ပေါ်ပေါ်မရဘူးဒီလောကကြီးကเนาะယေရှုတော်မှာကျွန်တော်တို့ကိုကယ်တော့ဖို့သူကိုယ်တိုင်ကဒီခွက်ကိုမတောက်ပဲနေလို့ရရင်နေခြင်းတယ်ဒါပေမဲ့အရန်ဈေးကြီးတဲ့ခွက်ကြီးကိုကျွန်တော်နဲ့မိတ်ဆွေကိုချစ်လို့သူတောက်ခဲ့တာဖြစ်တယ်ဒါကြောင့်လောကထဲမှာတော့ရေတာကိုလို့မရဘူးဘယ်ရာမှအလကားမရဘူးမဆိုင်ပဲနဲ့ရိတ်သိမ်းဖို့အတွက်ဘုရားခင်ကအခွင့်မပြုဘူးဆိုရင်ကျွန်တော်တို့ဘလို့မှမရနိုင်ဘူးဒါကြောင့်ကျွန်တော်တို့ဒီဒီအလိမ်ညာတွေနဲ့ ဲ့လွတ်မြောက်ဖို့လည်းဘုရားရှင်ကောင်းကြီးပေးပါစေ။အာမင်။ယေရှုတွေ့တော်နဲ့ခေါ်လုံးကျွန်တော်ငွေကြေးအားလုံးလုံးချုံပါပြီးကြောင်းယေရှုနာမ၌ဆုတောင်းပါရစေ။အာမင်။တို့ခါမောရှိကအသက်ကြီးတော်သူတွေခေါ်ပြီးတော့မှကိုစီကိုစီတိုးတကယ်တို့ကိုယူပြီးတော့ပတ်သက်ခါပွဲဖို့တတ်ကြပါတဲ့။ပြီးတော့ဟုတ်တုပင်ညွတ်တစည်းကိုယူပြီးတော့မှအင်းုံထဲမှာထည့်တဲ့အသွေးထဲမှာနှစ်မယ်။တကထုတ်တကတိုင်နှစ်ဖက်ကိုထိုးတုံမယ်။ထိုးနောက်မှာ ဖတ်ကြည့်အောင်သူတို့ကထို့နောက်မှာနန်းနဲ့တိုင်အောင်အဘဲသူများမိမိအိမ်တကားပြင်တို့ပန်ထွဲ့မသွားရအာမင်ပြီးမှရှိပြောအပြည့်မသွားနဲ့လို့ပြောကျန်တဲ့ညနေသွားလို့ရတယ်ဒါပေမဲ့အဲ့ဒီပတ္တခါညမှာသွားရင်တော့သိမှာပဲဆိုတော့ကျွန်တော်တို့ဒီနေ့ပြန်လှည့်ပြီးတော့ဆန်းစီရအောင်ဘယ်ညဆိုတာကျွန်တော်မသိတဲ့အတွက်ကျွန်တော်ကနေ့တိုင်းပြင်ဆင်တဲ့နှလုံးသားနဲ့တက်ရှင်ဖို့လိုအပ်တယ်ထိမ်းများခြင်းပွဲခံခြင်းတွေပြုလုပ်နေရင်လည်းနော်အေးခစ်လို့ပဲရုတ်တရက်လူသားကြွလာမယ်နော်တတိထားဖို့ဖြစ်ပါတယ် သင်တို့နဲ့သင်တို့သားများ၌ပြီးညက်တော်ရှိသည့်အတိုင်းဤအမှုကိုအမြဲစောင့်ရှောက်ရမယ်ဂတိတော်ရှိသည့်အတိုင်းထာဝရပေးတော်မူလက်တန်းတော်ပြည်တို့သင်တို့စီရောက်တော့ခါဤဝတ်ကိုပြုရမယ်လို့ပြောတဲ့တွေ့အဲ့ဒီနေ့ကနေစပြီးတော့မှပတ္တခါပွဲကိုသူတို့ကျင်းပလာလိုက်တာနှစ်ပေါင်းများစွာကြာပြီးယေရှုအသေးခံမဲ့နေဟာအဲ့ဒီပတ္တခါပွဲကျင်းပတဲ့နေ့ဖြစ်သွားတယ် တနည်းအားဖြင့်တော့ဖခင်ကမမားတဲ့ဖခင်ဖြစ်တော့ကြောင်းယေရှုတည်ထောင်တဲ့ဖခင်ရဲ့တိုးတငယ်လို့ပြောတယ်လို့ပဲသူကိုယ်တိုင်အသေးခံမဲ့နေဟာပတ္တခာနေကိုရွေးချယ်ပြီးတော့အဲ့ဒီညမှာပဲပတ္တခာပွဲနေမှာပဲသူကိုယ်စားဘာနာမတ်ကိုလွတ်လိုက်ပြီးတော့သူကိုယ်လွတ်လွတ်လဲရတယ်ဘာနာမတ်ကိုလွတ်လွတ်လဲရတယ်ဒါပေမဲ့လူတွေကဘာနာမတ်ကိုလွတ်ပါလို့អော်ပြီးတော့ယေရှုကိုလောကထဲမှာတင်သက်ခံရတယ်အဲ့ဒီညဟာပတ္တခာညဖြစ်တယ်ဒီနေ့ကျွန်တော်တို့အတွက်ညတွေညတွေနေ့တာရှည်ပြီးညတာရှည်တဲ့ညတွေရှိနိုင်တယ်မိဘ ခေါ်တော်မူခြင်းခံရလို့ချစ်တဲ့သူတွေခွဲခွာသွားရလို့ဝမ်းနဲ့ကြေကွဲစွာနဲ့ညတွေဒီညအရန်ကြာရှည်လွန်းနေဝမ်းနဲ့ကြေကွဲတယ်လို့ရှိရဆိုလို့ရှိရင်တင်းတော်ဝမ်းမြောက်စရာညတညရှိပါတယ်အဲ့ဒါကတော့အထူးစောင့်ရှောက်ရမယ့်ပတ္တခါညဖြစ်ပါတယ်အဲ့ဒီပတ္တခါညကဒါလင်ကျွန်တော်တို့ကိုကြုံပွားနေလွတ်မြောက်စေခဲ့တာဘိုးဘေးတွေကိုကျွန်တော်တို့ကလည်းယေရှုအသေးခံခဲ့တဲ့အတွက်ကျွန်တော်နဲ့မိတ်ဆွေအပြစ်သားဘဝနဲ့လုံးလုံးလည်လည်လွတ်မြောက်စေတာဖြစ်တယ်မနေ့ကကျွန်တော်တမီးကစံစာစာအုပ်ဖိုက်နေတဲ့ရုတ်တရက်စာအုပ်ကြီးပိတ်ပြီးတော့ ဘာဖာဒီ noy လက်ထက်တုံးကပြင်မာတင်းပေါ်ပြင်မာရှိတဲ့ရေထဲမှာနှစ်သွားတဲ့သူမှာကောင်းတဲ့သူတွေတောက်မှမရှိလို့လားကောင်းတဲ့သူတွေမရှိလို့လားဆိုတဲ့ခါမှာကောင်းတယ်မကောင်းဆိုတာကိုဖခင်ရဲ့စကားတော့တဲ့ပဋိညာဉ်တဲကိုဝင်စားခြင်းဝင်စားခြင်းဖြစ်တဲ့တွေ့တင်းပေါ်တဲ့ဝင်ဖို့ရန်တွေ့အားလုံးအတွက်ခွင့်ရရှိရဲတကားပိတ်သွားတဲ့ခါမှာတော့တင်းရဲ့ကိုကျင့်ကုတူဘလောက်ကောင်းကောင်းတကားတဲကိုဝင်မလာဘူးဆိုရင်တော့စီရင်ခြင်းခံရမှာပဲဒါကြောင့်အဲ့ဒီထဲမှာတကယ်ကိုတော်တဲ့သူတွေလည်းရှိမယ် သူပေါ့ပေါ့ချာချာစဉ်းစားတယ်အရန်တော်တဲ့လူလည်းရှိမယ်အရန်ကောင်းလိန်မာတဲ့ကလေးလည်းရှိမှာပဲမင်းကလေးလည်းရှိမှာပဲသူကမင်းကလေးတွေနဲ့ကလေးဆိုအရန်စာနာတာဆိုတော့အရန်တနာစရာကောင်းတာတယ်တဲ့ဒါပေမဲ့ sorry ဖះပြောတာတကားဖွင့်တော့ဝင်ပါမဝင်တော့စီရင်ခံရမှာပဲ ဒီနေရာမှာအေဂုတုပြည်တဲမှာလည်းသဘောကောင်းတဲ့သူတွေရှိမှာပဲเนาะ individual နဲ့ဆိုင်တာဖြစ်တဲ့အတွက်နှိမ့်ဆက်တဲ့တခင်တွေရှိတယ်လို့အရန်ကောင်းတဲ့တခင်တွေလည်းရှိတယ်ကျွန်တော် HIC ဝင်ထမ်းတွေအရန်ကောင်းကြီးရလို့တခါတည်းတထေးတော်ပြန်ဘူးလီလုပ်တဲ့ဖွဲ့တွေရှိရဲဆိုတော့တတိထားပါเนาะเนาะတော်ရုံတော်ရုံပဲကျွန်တော်တို့ကောင်းကြီးခံစားရတာကိုကျွန်တော်တို့ enjoy လုပ်ပါတထေးတွေစိတ်ညစ်တဲ့အထိမလုပ်ပါနဲ့เนาะဆိုတော့အဲ့တော့အဲ့ဒုလူတွေထဲမှာလဲလူကောင်းတကယ်လူတွေတတ်မှတ်တဲ့ကောင်းတဲ့လူတော်တဲ့လူရှိမှာပါထောက်ခံပါသလားဒါပေမဲ့เนาะ Singaporean English ဆိုတာ sorry ဟော ဟုတ်နော် sorry ကျွန်တော်တို့အသွေးတုပ်လိုက်လိုက်အိမ်ထဲမှာမနေလို့ကတော့လာတာပဲစီးရင်ပါပဲဒါကြောင့်ဖះရှိမှာကျွန်တော်တို့ရဲ့ကုသိုလ်ကောင်းမှုကညစ်တော်ဝတ်ဆုံနဲ့တူတယ်တဲ့နော်ညစ်တော်ဝတ်နဲ့တူတယ်ကျွန်တော်တို့ဘလို့မှအသေးမရှိတဲ့တွယ်လူတွေကတော့ကောင်းတယ်လို့သတ်မှတ်ပေမဲ့အဲ့ဒီညမှာအသွေးတုပ်လိုက်တဲ့အိမ်ထဲမှာမရှိလို့ကတော့တရားစီရင်ခံမှာဖြစ်တယ် ထာဝရဘုရားကအယုတ်တုလူဒဏ်ခတ်၍မိမိအိမ်များကိုငါတို့အိမ်များကိုချမ်းသာပေးတဲ့ခါမှာတဲ့။သားမီးမြစ်တွေကဤဝတ်ကိုအပေတို့ဆိုလိုတဲ့နည်းကိုမေးတယ်တဲ့။ဆိုတော့ကျွန်တော်တို့သားမီးတွေနော်အရင် curious ဖြစ်ပြီးတို့မေးတယ်။ဘာကြောင့်လဲဘာကြောင့်လဲဘာကြောင့်လဲမေးလာတယ်။ဒီအချိန်မှာနော်မောရှိလက်ထက်မှာလဲမောရှိကမာခဲ့တယ်။တစ်ချိန်မှာငါတို့သားသမီးတွေကမေးလိုက်ပဲအဲဒီကြရင်ပြောပါဒီညဟာငါတို့ဘိုးဘေးတွေကောင်းကြီးရခဲ့တော့ကျွန်ကနေလွတ်မြောက်တော့ညဖြစ်တဲ့အတွက်အထူးစောင့်ရှောက်ရမယ့်ညဖြစ်တယ်။ အခုချိန်မှာဣသရေလကိုသွားလို့ရှင်နော်ဣသရေလနိုင်ငံတွေကနိုင်ငံပဲဖြစ်တဲ့တဲ့လူတွေနဲ့တိစောက်ထားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကျွန်တော်တို့သွားတော့ဆိုရင်ကျွန်တော်တို့မိုးချုပ်ပြီးတော့ပြန်လာတဲ့ခါမှာ night club ကနေပြန်လာတဲ့အဖွဲ့တွေရှိတယ်ကျွန်တော်တို့ကတော့ဂျူးဆိုရင်ယေရှုနဲ့မျိုးတော်လို့အရန်ထင်ကြီးတာအဲတူတွေအပြက်တွေတက်တူတွေနဲ့အဲနဲ့ကျွန်တော်တို့တူပါတဲ့ကျွန်တော်ဒီကအဲ့မှာနေတဲ့ညီကိုတက်ကိုကျွန်တော်မေးတော့အဲ့လိုပဲတချို့ဂျူးမာတွေအရန်ကဲတာပဲတဲ့ယေရှုရဲ့အမျိုးတွေဖြစ်ယေရှုမျက်နှာပြတ်အောင်လုပ်တယ်နော်ဒီလိုပဲကျွန်တော်ပန်နေဆူလာမှာမြန်မာမာတွေပြီးရဘူးကံလို့ရှိရင်ကျွန်တော်အရန်ရင်နာတာနော် ညီမမင်းကလေးတွေဩဝမ်းနေလိုက်တာကျွန်တော်တို့ BMW ကတွေခေါ်လာပြီးတော့မှဖះเจ้าကိုအကုန်လုံးပါလိုက်တိတ်ကောင်းပါပဲလို့ကျွန်တော်ဆန္ဒပြုတယ်ဆိုယေရှုကိုမျက်နှာမပြတ်စေဖို့ကျွန်တော်တို့မြန်မာနိုင်ငံကိုမျက်နှာမပြတ်စေဖို့တယောက်စီတည်းဖြတ်ချင်းကောင်းချီးပေးပါစေအာမင်အဲ့ဒီမှာဒဏ်ခတ်ဖို့အတွက်လာတဲ့ချိန်မှာတဲ့ဒီယေရှုရဲ့တနည်းအားဖြင့်ပတ္တခါတိုးတငယ်ဖြစ်တဲ့ထာဝရဘုရားရဲ့ပတ္တခါရစ်အကြောင်းကို ပြောပါဆိုပြီးတော့မှမှာခဲ့တယ်ပြီးမှရှိရအောင်မှာခဲ့ရမယ့်အရာတွေရှိတယ်နော်လို့ပြောရအောင်အာမင် ကျွန်တော်ရဲ့နောင်လာနောင်လာသားတွေသင်္ကတကယ်လို့အလူပြိုလူလူရှင်ပေါ်လူလူတကူတော်နေဖို့ဘုရားခေါ်တယ်ဆိုလို့ရှိရင်လေဝိညာဉ်ထဲမှာတင့်အားချင်းမြောင်များစွာသောသူတွေကဒီကောင်းသောတည်င်းကိုကြားပြောဖို့ရန်အတွက်သင်ကိုဘုရားခင်ကရွေးကောက်ထားတာဖြစ်တယ်ဟာလေလုယာသင်မှာအင်တောင်ရှိတယ်သွေးစီမျိုးဆက်ရှိတယ်ဆိုရင်မှားထားခဲ့ပါအာမင်ကြည့်အောင်နော်အသွေးတုတ်လင်းထားသောအိမ်ထဲ၌နေပါကျွန်တော်ကိုယ့်အိမ်မှာကိုနေဖို့ဖြစ်တယ်အဲ့ညမှာတော့အသွေးတုတ်လင်းထားတဲ့အိမ်မှာနေဖို့ဖြစ်တယ်ဘယ်မှာလျှောက်သွားလို့မရဘူး အဲ့တော့ဟူးတုတ်ပင်ရဲ့အညွန့်ကိုတစည်းကိုယူတယ်အင်းတို့ထဲမှာထဲတဲ့အသွေးထဲမှာနှစ်ပြီးတော့မှတကားထုတ်ကြတိုင်းနှစ်ဖက်ကိုထိုးတုတ်ကြလောနတ်နဲ့တိုင်အောင်အဘယ်သူများမိမိအိမ်တကားပြင်တော့မထွက်မသွားရ။ဒါကြောင့် commitment ရှိဖို့သိရကြည့်ရဲကျွန်တော်တို့အတွေးတော်နဲ့လုံခြုံသောနေရာတွေကနေထွက်ခွာဖို့မဟုတ်ပါဘူး။ အရင်တစ်ပတ်ကကျွန်တော်ဟောခဲ့တဲ့မိခိုယာမြို့မှာဆိုလို့ရှင်သူမိခိုယာမြို့ထဲမှာရှိနေတွေ့သူလုံခြုံတယ်သူရဲ့ဖွဲ့စည်းပုံဥပဒေအတိုင်းတရားစီရင်မှုတတ်မှတ်ထားတဲ့အတိုင်းပေါ့တကယ်လို့ဆက်စော့ပြီးတော့သူမြို့ပြင်ကိုထွက်လိုက်လို့အဲ့ချိန်မှာတတ်ခံရရင်ဘယ်သူမှတောင်းမပြီးတော့ဒါကြောင့်တင်အထဲမှာနေဖို့တင်ရေးချီရဟာလေလုယာမြို့ထဲမှာပဲနေပါအာမင်အိမ်ထဲမှာပဲနေပါအာမင်အတွေ့တော့တုတ်လိမ်းထားတဲ့နေရာမှာနေပါဟာလေလုယာတော်မြတ်ကြံခန်းကြီးစနစ်အငယ်20မှာတော့ခုနပြောခဲ့တဲ့အတိုင်းပဲမိမိအိမ်တကားပြင်သူမထွက်မသွားရဆိုတဲ့ညွန်ကြားချက်ကို ထွန်းမြောက်ကျန်စနစ်20နှစ်မှာတွေ့ရတယ်နောက်တစ်ခုဆက်ကြည့်အောင်ဘလို့စားရမလဲဟောကျွန်တော်တို့ဒီမှာပွဲတော်စားတဲ့ခါမှာပထမတော်တော်ခွာတယ်မုံငူရတယ်ဒုတိယတော်တော်ခွာတယ်စပီရီကိုရတယ်အခွာမတက်လို့လွင့်သွားတယ်ဆိုရင်နောက်တစ်ခွက်တက်တောင်းလို့ရတယ်เนาะကျွန်တော်တို့ဒီခါလည်းကြားလို့ရှိရင်အစီမပြေမှုတွေရှိတတ်တယ်ဆိုတော့တချို့တနေရာမှာကျတော့ရှေးကာလာတော့ဆိုလို့ရှိရင်တို့ရဲ့ဇပွဲမှာစားနေတဲ့တို့ဂျုံနဲ့လှုပ်ထားတဲ့မုံတွေเนาะတစည်းမပါတဲ့မုံတွေစသဖြင့်ပေါ့အမျိုးမျိုးပြင်ဆင်ထားရတယ်ဆိုတော့ပတ္တခာနေ့မှာတို့စားတဲ့ပုံစံလေးကိုကျွန်တော်တို့ကြည့်အောင်เนาะ ကပန်းကိုစီးရမယ်တဲ့သူခစည်းကိုစီးထားရမယ်ခြေနင်းကိုစီးမယ်တောင်ဝေးကိုကင်မယ်အလင်းအမြန်စားရမယ်ခྱི་သွားတဲ့ခါမှာကိုယ်သွားတဲ့ခྱི་ပေါ်မူတည်ပြီးတော့မှအစင်ပြောင်းကျွန်တော်လုပ်ရတယ်ဥမာခုနောက်ပိုင်းတော့အလုံးနီးပါး digital ဖြစ်လာဒါပေမဲ့တချို့နိုင်ငံတွေကတော့ကျွန်တော်တို့ declaration form တွေကိုရေးရတယ်ဆိုတော့အဲ့တော့ကျွန်တော်အလွယ်တကူဘောမယ်တချောင်းထည့်ထားရခྱི་သွားတဲ့ခါမှာအဲ့ဒါ ပြီးတော့တခါဣကလေးပိုင်ပို့ကောင်းတော့ passport တွေပါထည့်လို့ရတယ်။မဟုတ်လို့ရှင်လဲကျွန်တော်တို့ကပတ်လေးနဲ့ passport တွေကျွန်တော်တို့လိုတဲ့ IC တွေလိုတဲ့ຢာလေးကျွန်တော်တို့ထည့်ထားလို့ရ visa တွေထည့်ထားလို့ရတယ်။ပြီးတော့တခါဒီအခုခက်တော့ပြောင်းပြန်မအောင်အခုကျွန်တော်တို့ x-ray တွေနဲ့ scan ဖတ်တော့ကျွန်တော်များသောအားဖြင့်ခီးသွားရင်ကပတ်မပတ်ဘူး။ကပတ်ကိုကျွန်တော်လွယ်ကူတက်မှထည့်ပြီးတော့မှရောက်တဲ့ခါပါမယ်ကပတ်ပြန်ဘာလို့ဆိုတော့တန်နဲ့လှုပ်ထားတော့စကင်နာထဲမှာမြည်တော့ကပတ်တွေချွတ်ခိုင်းတယ်ခြေနေနေချွတ်ခိုင်းဘောင်းမြန်ကြီးလောကကြီးကလှုပ်နေတာလောလောဆယ်တော့စန်းစာနဲ့ကြည့်မယ်ဆိုတော့အဲ့ဒါတွေမချွတ်ခိုင်းဘူးဝတ်ပြီးတော့အစင်းနဲ့သွားဖို့အတွက်လှုပ်ခိုင်းတယ် ဒါကြောင့်ကျွန်တော်တို့ချစ်တဲ့အခုခေါ်တော်မူခြင်းခံပြီးတဲ့ဆာမန်ငယ်ဆိုရင် तू ကခီးသွွားဝတ်စုံရှိတယ် तू မှာ ခီးသွားဖို့ဆိုတော့ तू ကသူ့အတွက်အစဉ်ပြေတဲ့ elastic bound ပြီးเนาะအင်ဂျီဆိုရှင်လဲကျွန်တော်တို့အတွက်ကတော့လည်း तू နည်းနည်းချက်ထုံတယ် तू ကတော့ okay တယ်အဲ့ဒါ तू က तू တို့က flexible ဖြစ်တယ်ဆိုတော့ဘာလို့ဆိုခီးသွားတဲ့ခါမှာကျွန်တော်တို့တက်တောင့်တက်တာဖြစ်ဖို့လည်းရေးကြည့်ရယ်เนาะချမ်းတက်တဲ့သူတွေဆိုလို့ရှင်လဲ aircon လေးရင် aircon အေးရယ်ဆိုလို့ရှင်လဲဒါကျွန်တော်တို့အနှွေးထည်လေးပဲဆောင်ရတယ်နောက်ကျွန်တော်တို့ဒီလက်ဝေးယတနာတွေဝစ်သွားပြီးတော့မှအာရှုပ်ချက်ခတ်မယ်ဆိုလို့ရှင်အဲ့ချိန်မှာပေါ့ပေါ့ပါပါဖြစ်အောင်ကျွန်တော်တို့အဲ့ဒါတွေကိုဖယ်ရှားထားရတယ်เนาะဒါပေမဲ့တိတိကျကျမှာပြောထားသလိုပဲလေးလံတော့ဝင်တွေကိုဖယ်ရှားရမယ်ဆို ော့ကျွန်တော်ခီးသွားနေတာဖြစ်တယ်ဟာလေလုယာတင်းကိုပေါ့ပေါ့ပါပါနဲ့ခီးကိုတွင်စေမဲ့သူများအားကစားသမားတွေကနော် country boat နဲ့သူတို့လမ်းမလျှောက်ဘူးမပြေဘူးပေါ့ပေါ့ပါပါလေးနဲ့သူတို့သွားရတယ်ဆိုတော့ဒီနေရာမှာသွားမဲ့ခီးကဝေးတယ်သူတို့သွားမဲ့ပုံစံကကပန်းကိုစီးရမယ်တစ္ဆာရှိဖို့လိုရတယ်ဟာလေလုယာခြေနှင်းကိုစီးရမယ်နော်ဒီနေ့အေဝံဂေလိကျွန်တော်တို့လှုပ်တော့ခြေထောက်များဖြစ်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေ တောင်ဝေးကိုကင်တယ်ဘာလို့ဆိုကျွန်တော်တို့ကိုပိုင်ခွန်အားနဲ့မတော်နိုင်ဘူးလန်ဒန်တော်နဲ့တောင်ဝေးတော်ကကျွန်တော်တို့ကိုမဆာနေတာဖြစ်တယ်ဟာလေလုယာအလီမန်စားမယ်ဆိုခါမှာတိုင်မင်ကအသိရေးကြီးရယ်သူတိုင်မင်ကအသိရေးကြီးရယ်တခုခုကျွန်တော်တို့လုပ်တဲ့ခါမှာတိုင်မင်ဆိုတော့တခုခုကျွန်တော်တို့ရှောက်တဲ့ခါမှာအလုတ်ရှောက်တဲ့ခါမှာလည်းတိုင်မင်ကျွန်တော်စင်ကာပူလာဖို့အတွက်လွန်ခဲ့တဲ့ session နဲ့လောက်လောက်ကျွန်တော်ဆုံးဖြတ်တယ်အဖေနဲ့တိုင်မင်တော့အဖေက3လဆူတောင်းဟာအဖေ interview တွေတခုခုလွတ်သွားတော့မှာပဲဖေကမဟုတ်တိုင်မင်ရှိပါတယ်ငါသားရယ် တကယ်ပဲကျွန်တော်3လတောင်းလိုက်အဲ့လိုပြင်ဆင်ရေးတဲ့3လကြာတော့ကျွန်တော်ရောက်လာတဲ့အခါမှာကွက်တိအခုကျွန်တော်9နှစ်ကျော်ဆက်လုပ်ခဲ့တဲ့ပထမဆုံးအလုပ်ကသူတို့အလုပ်ခေါ်နေတဲ့ကာလဖြစ်သွားတယ်အာမင် စကားမဆက်အဲ့တုန်းကကျွန်တော်ကိုအလုတ်ခေါ်တဲ့အင်တာဗျူးခေါ်တဲ့ဇေယျမှာအခုကျွန်တော်ကကမ္ပဏီမှာပြန်ခန္ဓာဇေယျမှာဖြစ်နေတယ်ဟာလေလုယာဆိုဘုရားခင်ကသူ့ရဲ့ညမှာသူ့ရဲ့တိုင်မင်နဲ့သူကအလုတ်လုပ်တဲ့ဘုရားဖြစ်တယ်ဒါကြောင့်တိအချိန်ရောက်လာတဲ့ခါမှာသင်တိုင်မင်မလွဲဖို့ဘုရားရှင်ကောင်းကြီးပေးပါစေအဲ့တော့အဲ့ဒီအလုတ်တစ်ခုရှာတော်တော့မှဘလောက်ပဲပေးခြင်းပေးခြင်းကိုတာရှိတဲ့အချိန်နဲ့ဂျုံမှနော်ဒါလို့ရှင်အလုတ် project ရတဲ့အချိန်နဲ့ဂျုံမှအလုတ် vacancy ရှိတဲ့အချိန်နဲ့ဂျုံမှဒါမျိုးလေးရှိရဆိုတော့တိုင်မင်ကတည်ရခြင်းဒီမှာလဲအလင်းမြန်စားရမယ်ပြောကြည့်ပါအလ လေးမြန်စားရမယ်အာမင်ဒါကြောင့်အဘဲသူစားဟန်ဒီမူကခစည်းကိုစီးလျက်ခြေနှင်းကိုစီးလျက်တောင်ဝေးကိုကင်လျက်အလင်းအမြန်စားရမည်သာရဖျားကြီးပတ်သက်ကဖြစ်တည်းနောက်ဆုံးနေနဲ့အမျိုးသမီးတယောက်ကြောင်းပြောရအောင်သူ့နာမည်ကတော့ယာကပ်လို့ခေါ်တယ်သူကပြည်သားဖြစ်တယ်မကောင်းသောအမျိုးသမီး तू ကသူ့ရဲ့အိမ်ကိုရောက်လာတဲ့တချို့ညောက်ကို तू ကထိမ့်သိမ်းထားခဲ့တယ်ယောရှုက သူတို့ခေတ္တက12ယောက်မောရှေလွတ်တော့10ယောက်ကဖောက်ပြန်တော့2ယောက်ကပဲကောင်းတဲ့တည်တမာတရားနဲ့ကန့်ညီတဲ့တည်ကိုပြောတော့ဒီတစ်ခါတော့သူက12ယောက်မလွတ်တော့2ယောက်ပဲလွတ်တာဆိုတော့ဒီနေ့တင်10ယောက်မှမပါဖို့တည်ရည်ကြီးဟာလေလုယာ10ယောက်မှပါခြင်းအဖြစ်ပုံကန်တဲ့ဝိညာဉ်နဲ့နှစ်ပေါင်းများစွာအကြွေးပြန်ဆိုင်ရပြီးနောက်တစ်ခါတရှိုးဖြစ်ပြန်လို့တဲ့ချိန်မှာ10ယောက်ပါမလာတော့2ယောက်ပဲလွတ်တယ်သူကဆိုတော့ကျွန်တော်တို့ဒီနေ့ယုံကြည်ခြင်းနဲ့တွားတော်2ယောက်ဖြစ်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေယောရှုကဆေလို့တဲ့ခါမှာချောချောမွေ့မွေ့တော့မဟုတ်ဘူးသူတို့အလိုက်ခံရတယ်ပြေးရတယ်ပုံရတယ် ဲ့မှာရဟဘရဲ့အိမ်ကိုသူတို့ရောက်သွားတယ်။ရောက်သွားပြီးတော့သူတို့ပုံတဲ့ခါမှာယာခပ်ကသူတို့ကိုကျိုးနဲ့ရှော့ချပြီးတော့မှလွတ်ရကျွတ်ရသွားခိုင်းတယ်။ယောရှုမဆာခဏကြီးနေကိုကြည့်ပါအဲ့မှာသူတို့ကမေးတယ်ကျမကိုဘယ်လိုကယ်နှုတ်မလဲဆိုတဲ့အခါမှာအခုရှော့ချလိုက်တဲ့ကျိုးနီကိုတဲ့ကတို့လာသိမ်းတဲ့အချိန်မှာချိန်ထားပြပါတယ်အဲ့ဒီကျိုးနီမြင်တာနဲ့အဲ့အိမ်ထဲမှာရှိတဲ့လူတွေဆိုတော့ ဟိုတနည်းအားဖြင့်ပြည်သူစာမားနဲ့ပေါင်းတဲ့သူပြည်သူစာမားရဲ့အမျိုးတွေပြီးကောင်းတယ်လို့လူတွေကတတ်မှတ်ချင်မှတတ်မှတ်လိမ့်မယ်ဒါပေမဲ့ကျိုးနီမြင်တာနဲ့လွတ်ပြီဒီနေ့ချစ်တော်မိတ်ဆွေစိုးပါလို့ကျွန်တော်ပြောတာမဟုတ်ကျွန်တော်တို့တော်တော်လေးလုံလုံလောက်လောက်ဆိုးပြီးကြပါပြီကျွန်တော်အားလုံးကတော့စိုးတဲ့ဘက်မှာကျွန်တော်တို့ပြိုင်စရာမလိုပဲနဲ့ကျွန်တော်တို့တချို့ကကိုကိုလေးဆိုတယ်တချို့ကပေါ်တင်ဆိုတယ်ဒါပဲကွာတယ်เนาะကျွန်တော်တို့ညညူးတဲ့သူတွေလူသားတွေပြဒါပေမဲ့အဲ့ဒီကျိုးနီအဲ့ဒီတွေးတုတ်လိုက်တာတွေအဲ့ဒီ ပတ္တခါတိုးတကံပြည့်ရေရှုကိုယုံကြည်ပြီဆိုရင်တော့ကျွန်တော်တို့ကပလာလိုနီတော်လဲမိုးပွင့်လိုဖြူစင်တယ်ဟာလေလုယာအာမင်ဒါကြောင့်အဲ့ဒီတိန်ဆဲရအဲ့ဒီနေ့မှာတော့တို့များများမကြည့်တော့ဂျိုးနီဘယ်မှာရှိလဲအဲ့ဒီဂျိုးနီထဲမှာအိမ်ထဲမှာရှိတဲ့သူအားလုံးလွတ်မြောက်မယ်ဆိုပြီးတော့မှယာခပ်နဲ့တမျိုးလုံးကလွတ်မြောက်သွားတယ်ဆိုတာစံစာထဲမှာရှိပါတယ် ဒီနေ့နောက်ဆုံးတော့ကာလရောက်လာပြီကျွန်တော်နဲ့မိတ်ဆွေလွတ်မြောက်ဖို့အတွက်ဒီနောက်ကဘတော်ရောက်ရှိလာတာဖြစ်တယ်ဒါကြောင့်တိမိသားစုတစ်ခုလုံးလွတ်မြောက်စေခြင်းနဲ့ဆိုရင်တော့အသွေးတုတ်လင်းထားတဲ့အိမ်ထဲမှာနေပါအာမင်အသွေးတော်ကိုခိုးလုံးပါအာမင်လောကကြီးကဆိုးတယ်ဒါကြောင့်ကျွန်တော်တို့ကပန်းတွေစီအောင်အစင်သင့်နှလုံးသားနဲ့ကျွန်တော်တို့အရန်သင့်နဲ့ကျွန်တော်တို့တွားရအောင်နော်ကျွန်တော်တို့လူအပ်တဲ့ပြင်ဆင်မှုတွေလို့လောက်ထားရအောင်ကျွန်တော်တို့ထွက်ခွာရမယ့်အချိန်ရောက်လာပြီဒီနေ့မှပင်ကျွန်တော်တချို့တွေကတော့တော့တချိန်တခါယေရှုကိုလက်ခံပြီးတဲ့အတွက်အသင်ဟာဖြောက်မှတ်တော်သူဖြစ်ပါတယ်ဒါပေမဲ့ထပ်ပြီးထွက်ခွာဖို့လိုသေးတယ် ဘယ်တဲကနေလဲမလုံလောက်ခြင်းတဲကတခုဆိုရင်မလောက်ဘူးတခုဆိုရင်ငါမလုံနိုင်လောက်ဘူးအော်တခုဆိုရှေ့ငါတော့မဟုတ်သေးဘူးထင်တယ်သူများဖြစ်မယ်ထင်တယ်ကျွန်တော်တို့အမြဲတမ်းမလောက်ငါခြင်းမပြည့်စုံခြင်းတဲကလည်းကျွန်တော်ရုတ်ထွက်ဖို့အတွက်လိုအပ်တယ်ကျွန်တော်တို့ရဲ့အကြီးမားဆုံးစစ်မြေပြင်ကအများသောဖြင့်ဒီထဲမှာပဲတခါလေးမှဒီထဲမှာမြစ်ဆွဲနေတာဒီဟာအလုံးဆွဲနှုတ်ပြီးတော့မှငါပြည့်စုံတော်သူဖြစ်တယ်ဟာလေလုယာခရစ်တော်ထဲမှာငါတက်ဆွမ်းတော်သူဖြစ်တယ်ဟာလေလုယာ ကိုယ်တော်အဖြစ်ငါဟာအရာခတဲ့ကိုတတ်ဆွမ်းနိုင်တယ်အာမင်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဖတ်မြောက်တဲ့ညဟာလေလုယာဒီညတော့နှစ်တကူညတော့မဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်ဒီနေ့ယေရှုနာမနဲ့ဝန်ခံပါတယ်ကျွန်တော်တို့အလုံးတက်ခွာဖို့ဖြစ်တယ်။ကျွန်တော်ရဲ့လူဟောင်းတဲ့ကနေကျွန်တော်တို့တက်ခွာရအောင်။တချို့တွေကဒီဂျေစုတော်တရားဆိုတာကတခါရပြီဆိုရင်ဘယ်တော့မှမပြတ်တော့ဘူး။အဲ့တော့လှုပ်ချင်အောင်လှုပ်လို့မပြောပေမဲ့အဲ့ဒီပုံစံတဲ့ရောက်တယ်လို့မျိုးကျွန်တော်တို့တရားဟောချက်တွေလည်းမကြာခဏကြားနာရတယ်။ရှင်ပေါလုခိတုံးကလေးအဲ့ဒါပြောကြတာ။ငါတို့ရဲ့ဂျေစုတော်တရားပွားများမှုအတွက်ငါတို့အပြစ်တွေများများလှုပ်ပေးရမလားတဲ့နော်။ရှင်ပေါလု သွားမေးတာမလုပ်ပါနဲ့တဲ့ငါတို့ကအပြစ်တရားထဲမှာဆုတေပြီးသွားပြီငါတို့တေပြီးသွားပြီဟာလေလုယာငါတို့ကဂျေစုတရားထဲမှာတက်ရှင်တော်သူများဖြစ်တယ်လက်ခုပ်တီးလက်တီးပြောအာမင်ဒါကြောင့် a night of watching ဆောင်ရတဲ့ညကတော့ဂျူးတွေအတွက်ဣသရေလလူမျိုးတွေအတွက်ပတ်သက်ခါညဖြစ်ခဲ့တယ်ကျွန်တော်နဲ့မိတ်ဆွေကတော့ယေရှုကိုကျွန်တော်တို့ခိုလုံဖို့ရန်အတွက်အကောင်းဆုံးချိန်ဖြစ်ပါတယ်အာမင်